ဆူဒန်လက်နက်ကိုင်တန်တမရအိမ်တော်ကို ပြန်သိမ်းပိုက်နိုင်ရန်နှိစက်လာဆူဒန်စစ်တပ်ဟာမြို့တော်ခါတုံးမှာရှိတဲ့တမရအိမ်တော်ကိုပြန်သိမ်းပိုက်နိုင်ဖို့နှိစက်လာပြီလို့ဆူဒန်နိုင်ငံမှာရုတ်တန့်သတင်းရင်မလ20ရက်ကဖော်ပြချက်ကိုကုတ်ကားပြီးရိုက်တာသတင်းမှာဖော်ပြပါတယ်2023ခုနှစ်အေပြီလကအစပြီးဆူဒန်လက်နက်ကိုင်တပ်ဖွဲ့ SAF နဲ့ အရင်အမြန်ထောက်ပံ့ရေးတပ်ဖွဲ့ RSF တို့အကြမ်းမှာတနေ့ကြာစစ်ပွဲဖြစ်ပွားနေတာဖြစ်ပြီးစစ်ပွဲစတင်ချိန်က RSF ဖွဲ့ဟာတမရအိန်တော်နဲ့ဆူဒန်မျိုးတော်ရဲ့နေမြေအများပြားကိုတင်ပိုင်နိုင်ခဲ့ပါတယ်။လက်ရှိမှာတော့ဆူဒန်လက်နက်ကိုင်တပ်ဖွဲ့တွေဟာ RSF ထိန်းချုပ်ထားတဲ့တမရအိန်တော်ကိုရရှိဖို့တိုက်ခိုက်မှုတွေလုပ်နေပြီးပြန်သိမ်းပိုင်နိုင်မှုနှိစက်လာပြီးဖြစ်ပါတယ်။ RSF ဖွဲ့ဟာမြို့တော်ခါတုံအပါဝင်ဆူဒန်အနောက်ပိုင်းကိုထိန်းချုပ်ထားတာဖြစ်ပြီးအခုနှစ်စောပိုင်းမှာ စင်ပြိုင်အစိုးရတရက်ကိုစတင်ဖွဲ့စည်းခဲ့ပါတယ်။ SAF ကတော့ဆူဒန်အရှိပိုင်းကိုထိန်းချုပ်ထားတာဖြစ်ပြီး RSF လက်ထက်ကမြို့တော်ခါတုံကိုသာသိမ်းပိုင်နိုင်ရင်ဆူဒန်အလဲပိုင်းကိုထိန်းချုပ်နိုင်မှာဖြစ်တယ်လို့အဖွဲ့နှစ်ခုရဲ့နိုင်ငံအရှိချင်းအနောက်ချင်းပိုင်းတွေကလည်းပိုကွဲပြားသွားမှာဖြစ်ပါတယ်။ ှစ်ဖက်စလုံးကဆက်တိုက်ပွဲဝင်မယ်လို့ကြေပြုထားပြီးငြိမ်းချမ်းရေးဆွေးနွေးမှုတွေကအကောင့်ထဲပေါ်လာခြင်းမရှိပါဘူး။ဆူဒန်လက်နက်ကိုင်တပ်ဖွဲ့နဲ့ RSF တို့ကြောင့်စစ်ပွဲဟာဆူဒန်နိုင်ငံမှာအရက်ပဲအုပ်ချုပ်ရေးကိုကူပြောင်းဖို့ပြင်ဆင်နေတဲ့ကာလအတွင်းအာဏာအားပြိုင်မှုတွေကြောင့်စတင်ဖြစ်ပွားခဲ့တာပါ။ဒီစစ်ပွဲကြောင့်ဆူဒန်မှာကမ္ဘာအကြီးဆုံးလူသားချင်းစာနာမှုဆိုင်ရာအကြမ်းတဲဖြစ်ပွားခဲ့တယ်လို့ကုလသမဂ္ဂကပြောထားပြီး လူသန်း30နီးပါးအကူအညီလိုအပ်နေတယ်လို့လူ14သန်းလောက်အိုးအိမ်စုခွာထွက်ပြေးနေရပါတယ်။ဆူဒန်လက်နက်ကိုင်တပ်ဖွဲ့နဲ့ RSF နှဖွဲ့စလုံးဟာဆီယာစုံမှုတွေကျူးလွန်နေတယ်လို့ဆွဆွဲခံထားရလို့ RSF ဖွဲ့ဟာလူမျိုးသုံးသက်ပြတ်မှုနဲ့ပါတရားစွဲဆိုခံထားရပါတယ်။ဆူဒန်လက်နက်ကိုင်တပ်ဖွဲ့နဲ့ RSF နှစ်ဖွဲ့စလုံးဟာစစ်ရဆုံးမှုတွေကျူးလွန်နေလို့ဆွဆွဲခံထားရသလို RSF ဟာလူမျိုးသုံးသက်ဖြတ်မှုနဲ့ပါတရားစွဲဆိုခံထားရပါတယ်မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။